ိုးရှိရှိတုန်းကသူစီရဲ့တယောက်ဟာဓမ္မချောင်းကိုဆွဲကင်ပြီးခင်းလျာချဖို့ထွက်ခဲ့တဲ့။မြစ်စိတ်အနီးတောင်ဖို့တခုနောက်ကိုရောက်တဲ့အခါတောင်ဖို့အတွင်းကိုဖူးကြီးတက်ကောင်ပြေးဝင်သွားတာကိုမြင်တွေ့လိုက်ရတဲ့။ဒါကြောင့်တောင်ဖို့ဝကိုဒူးပြီးဖူးကြီးထွက်လာကိုစောင့်နေတာပေါ့။ဒါပေမဲ့ဖူးကြီးဟာအဲ့ဒီပေါက်ကမထွက်ဘဲအခြားတစ်ပေါက်ကနေမြစ်တဲပြေးဆင်းသွားတာကိုသူစင်းရဲကမြင်တွေ့လိုက်ရတဲ့။ အဲ့ဒီအခါစိတ်ဆိုးပြီးဓမ္မပြန်လှမ်းပေါက်လိုက်တဲ့အခါဖို့ကုံမတီးပဲဓမ္မဟာမြစ်သေးကိုကြာသွားလေရောတဲ့ကွယ်အဲ့ဒီတော့သူစင်းရဲဟာဖို့မရပဲဓမ္မသာ ဆုံရှုံသွားတော့တာပေါ့တခါတရံမှာမိမိတို့ဘဝဝင်းကျင်မှာမိမိရဲ့လောဘကြောင့်ပဲဖြစ်ဖြစ်လုံနီးကင်နီးမကျွမ်းကျင်လိုပဲဖြစ်ဖြစ်ကြီးမန်းထားတာတွေမရရှိတဲ့ပြင်ရင်းနှီးဆိုင်ထုတ်ထားသမျှတွေပါဆုံရှုံရတဲ့အခြေအနေတွေနဲ့ ုံတွေ့ကြရပါတယ်။မိတ်ဆွေတိကိုအာကိုတကြီးနဲ့မျှော်လင့်ပြီးမိတ်ဆွေဟန်းကိုတစ်ဆာမဲ့စွာစွန့်ခွာသွားမိတယ်။မိတ်ဆွေတိကမျှော်လင့်သလိုမကောင်းပဲမိမိအပေါ်အကောက်ချန်တဲ့အခါမိတ်ဆွေတိလည်းမရမိတ်ဆွေဟန်းကိုလည်းဆုံရှုံရတာတွေကိုကြုံကျက်ရတတ်ပါတယ်။